โอเคအဲ့တော့ကျွန်တော် channel home လေးကိုစပြီးပြင်ဆင်ကြည့်အောင်အဲ့ channel ကိုဘယ်လို customize လုပ်မလဲပေါ့နော်ဆိုတော့ channel home ဘယ်လိုပြင်မလဲပေါ့ဆိုတော့အဲ့ဒီ file လေးကိုတော့ကျွန်တော်နောက်မှာ video လေးတစ်ခုတစ်သက်အဲအရင်လုပ်ပြီးသားရှိပါတယ်ခုနကပြောတဲ့ video အဲ့ video ကိုကျွန်တော်နောက်ကဒီ video ရဲ့နောက်ကျွန်တော်ဆက်ပေးပါမယ်အဲ့ဒါလေးကိုကြည့်ပြီးတော့ဒီပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီ video မှာတော့ကျွန်တော်ရဲ့ဒီ YouTube channel ရဲ့ home ကိုဘယ်လို customize လုပ်မလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ပြောချင်ပါတယ် အဲ့တော့ YouTube channel home ဆိုတာကတော့ကျွန်တော်တို့ရဲ့ YouTube channel ကိုတွားလိုက်တဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့တွေ့ရတဲ့အဲ screen ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီဟာလေးကိုနှိပ်ပြီး YouTube channel ကိုတွားလိုက်တဲ့အချိန်မှာဒီလိုမျိုးလေးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီ screen ကိုပြင်နေပြင်ထားရလို့လည်းပြင်ထားတယ်မပြင်ထားရလို့လည်းမပြင်ထားဘူးပေါ့နော်ဆိုတော့ပြင်ထားခြင်းအပြင်ပါကျွန်တော်တို့အကျိုးကျေးဇူးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ channel ကိုပထမအဦးဆုံးအချိန်စလာပြီးတော့ကြည့်ရလို့ပဲဖြစ်ဖြစ်အဲနောက်တစ်ခေါက်ပြန်လာကြည့်ရလို့ပဲဖြစ်ဖြစ်ပေါ့နော်တို့တို့ကျွန်တော်တို့က အာကျွန်တော် welcome လုပ်လို့ရတယ်နောက်တစ်ခုက channel ရဲ့ဒီကျွန်တော်ကြည့်နေခြင်းတဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်တို့ပြထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လေးတွေကျွန်တော်တို့အသုံးဝင်နေပေါ့အဲ့တော့ကျွန်တော်တို့တစ်ချက်ဒါလေးကိုကျွန်တော်တို့ customize လုပ်ဖို့လေးတစ်ချက်ဆန်းကြည့်အောင်အဲ့တော့ customize လုပ်တာကတော့လွယ်ပါတယ်အဲကျွန်တော်ဒီမှာကိုယ့်ရဲ့ဒီ account နဲ့ဝင်ထားပြီးတော့ကိုယ့် channel ကိုကျွန်တော်တို့ဖွင့်ထားလိုက်ပြီဆိုလို့ရှိရင် customize channel ဆိုတဲ့ကလုတ်လေးတစ်ခုပေါ်လာတယ်အဲ့ဒီကနေတွားလိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီဘက်က အဲ YouTube Studio အောက်ကနေတွားရင်လည်းရတယ်ဘောနော်အတူတူပဲအဲ့တော့ကျွန်တော်တို့ YouTube Studio အောက်ကနေပဲတစ်ချက်ဝင်ပြရမယ်ဘောနော်အဲ့တော့ YouTube Studio ထဲကိုဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ကအာသူ့ရဲ့ back end ပေါ့နော် YouTube Studio ထဲကိုကျွန်တော်တို့ရောက်သွားတယ်အဲ့တော့အဲ့မှာမှကျွန်တော်ကဒီမှာရှိတဲ့ customization ပေါ့အဲ့အဲ့ customization ကိုတစ်ချက်တွားမယ်ပေါ့ဆိုတော့ customization ဆိုတဲ့နေရာတော့ကျွန်တော်တို့ရဲ့ channel ကို customize လုပ်တဲ့နေရာပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ကျွန်တော်တို့ channel စထောင်တော့ကျွန်တော်ပြောခဲ့ရလေးတွေရှိတယ်ကျွန်တော်ဒီ branding တွေထည့်ဖို့ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ profile picture ဒီမှာတင်တယ်အဲကျွန်တော်တို့ banner image ပေါ့ channel app လို့လည်းခေါ်တယ်အဲ့တော့ channel app ကိုကျွန်တော်တို့အပေါ်မှာတင်တယ်ပြီးရင် video watermark လေးတင်တယ်ပေါ့ watermark ကတော့ကျွန်တော်တို့ကို logo ထည့်ထားလို့ရတယ်ဒါမှမဟုတ် subscribe club လေးထည့်ထားလို့ရတယ်၄000လေးဖြည့်ရမယ်ပေါ့နော်ဆိုတော့နောက်ပြီးရင် basic info ဒါကတော့ကျွန်တော်တို့ရှင်းပါတယ်ကျွန်တော်တို့ရဲ့ channel ရဲ့ နာမည်နဲ့ description လေးတွေကျွန်တော်တို့ထည့်ဖို့ပေါ့နော်ကျွန်တဲ့ URL ဒီမှာထည့်ထားတာရှိတယ်။နောက်ကျွန်တော်တို့ link လေးတွေထည့်ထားတာရှိမယ်။အဲဒါတွေကတော့ကျွန်တော်တို့အရင်ကြီးအဲကျွန်တော်လောက်ဆရာမလို့အဲတော့ဒါမဲ့ဟိုလောက်ထားရင်တော့ကောင်းတယ်ဗျာ။ description နေရာမှာကိုဘာလေးတင်ပါလဲဆိုတာမျိုးကိုကျွန်တော်တို့ထည့်ထားလိုက်။ပြီးတဲ့အခါကျတော့ channel link channel URL channel UI channel UI ကတော့ကျွန်တော်တို့ subscriber 100လောက်ရမှာပဲကျွန်တော်တို့ပြောင်းလို့ရတယ်အဲဒီမှာတော့ကျွန်တော်တို့ကျွန်တော်တို့ကဒီဒီ channel ကတော့ subscriber 600ကျော်လောက်ဖြစ်နေပြီဆိုတော့သူကပြောင်းခြင်းပြောင်းလို့ရရနေပြီပေါ့နော်ဆိုတော့အဲ့ဒါအရေးတော့မကြည့်ဘူးမပြောင်းနိုင်လိုက်ရရင်ကျွန်တော်တို့ဘာမှလည်းအဲ့လောက်ကြီးအရေးမကြည့်ဘူးအဲ့ links တွေကကျွန်တော်တို့ကျွန်တော်တို့ရဲ့ website link တွေထည့်ဖို့ပေါ့နော်ကျွန်တော်တို့ facebook link တွေထည့်ဖို့နောက် twitter link တွေရှိရင်ထည့်ဖို့ပေါ့အဲ့ဒါမျိုးလေးကျွန်တော်တို့ဒီမှာ link ထည့်ဖို့တုံးလို့ရတယ်နောက်တော့လို့ရှိရင် link ဆို banner ဆိုတော့ကျွန်တော်တို့ရဲ့ အာဗီဒီယိုဘန်နာပေါ်မှာကျွန်တော်လင့်လေးတင်ထားဘူးပေါ့နော်မတင်ထားလဲရပါတယ်ဘာမှမဖြစ်ဘူးဒါလည်းအရေးမကြီးဘူး content info တွေပါတယ်ရှိတယ်ဒါလည်းအရေးမကြီးဘူးအဓိကအရေးကြီးမှာကကျွန်တော်တို့ဒီနေ့အဓိကပြင်ချင်တာဒီ layout ကိုကျွန်တော်တို့ပြင်ချင်တာဆိုတော့ layout ဆိုတာကခုနကကျွန်တော်ပြောပြတဲ့ကျွန်တော်တို့ channel ကိုတစ်ချက်ပြန်သွားကြည့်လိုက်ပဲ your channel ပေါ့နော်အဲ့တော့ကျွန်တော်တို့ channel မှာအဲဒီမှာဒီအရှိရဒီကျွန်တော်တို့ပေါ်နေတဲ့ဟာပေါ့နော်အဲ့ပုံအဲ့ပုံစံကိုကျွန်တော်တို့ကပြင်ချင်တယ် ပြင်ကျင်လဲဆိုတော့ကျွန်တော်တို့အဲဘယ်လိုပြင်လဲရလဲဆိုလို့ရှိရင်သူက session တွေထည့်လို့ရတယ်ပြီးရင် session ကိုအရှိန်အောင်အပေါ်အောက်တွေကျွန်တော်တို့ရွှေ့လို့ရတယ်ပေါ့နော်အဲ့တော့အဲဒီအပေါ်က video spotlight ဆိုတဲ့ဟာရှိရဲအဲ့ဒါဘာလဲဆိုလို့ရှိရင် channel trailer for people who haven't subscribed subscribe မလုပ်ရသေးတဲ့သူတွေကိုပြမယ် channel trailer တစ်ခုလုံးထည့်လို့ရတယ်ပြီးရင် subscribe လုတ်ပြီးသားလူတွေ subscriber တွေတစ်ခေါက်ပြန်လာတဲ့အချိန်မှာကျွန်တော်တို့တို့ပြမယ့်ဗီဒီယိုထည့်လို့ရအဲ့တော့ဗီဒီယိုနှစ်ခုထည့်လို့ရတဲ့တဘောပေါ့ဗျာပထမတစ်ခုကကျတော့ subscribe မလုပ်ရသေးတဲ့သူတွေအတွက်ဒုတိယတစ်ခုကကျတော့ subscribe လုတ်ပြီးမှပြန်လာတဲ့လူတွေပြန်လာပြီးကိုယ်ဟုံးပြန်လာဝင်ကြည့်တဲ့လူတွေအတွက်နှစ်မျိုးလုပ်လို့ရတယ်အဲ့တော့ ဒီဘောကကျွန်တော် subscribe မလုပ်ရသေးတဲ့လူတွေအတွက်ဆိုတဲ့နေရာမှာကျွန်တော်ကျွန်တော်ဘာထည့်တင်တယ်လဲဆိုလို့ရှိရင်ကိုယ့် video ကဲဟိုကိုယ့်ကိုယ့်မှာပေါ့နော်ဒီ channel ကို mix ဆက်ထားတဲ့ video မျိုးရှိတယ်ဆိုလို့ရှိရင်အဲ့ဒါလေးထည့်ထားတင်တယ်။ဟိုမင်္ဂလာပါပေါ့။ဥပမာကျွန်တော်အခု channel က AMC Hash ဆိုတော့မင်္ဂလာပါကျွန်တော်တို့ AMC Hash channel ကနေကြိုဆိုပါရစေ။ကျွန်တော် channel ကတော့ computer အကြောင်းနဲ့ tech အကြောင်းနဲ့ကျွန်တော်ပြောမှဖြစ်တဲ့အတွက် subscribe မလုပ်ရသေးလို့ရှိရင်ကျွန်တော် subscribe လေးလုပ်ခဲ့ပြီးတော့မှအားပေးလို့ရပါတယ်။အဲဒါမျိုးပေါ့နော်။အဲ့ဒါမျိုးလေး video လေးကိုအတိုလေးကိုယ့်အကူကြိုးရိုက်ထားလို့ရတယ်။ပြီးရင်အဲ့ဒါလေးကိုကျွန်တော်တို့တင်လိုက်မယ်။တင်ပြီးတော့မှဒီမှာထည့်လို့ရတယ်ပေါ့နော်။ဒါက trailer ပုံစံမျိုးထည့်တာ။ အဲနောက်ကျွန်တော်တို့အာအဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ popular video ကျွန်တော်တို့ပြကျင်တဲ့ video ပြထားလို့ရတယ်။အောက်ကဟာလည်းအဲ့ဒီဘောနဲ့တူတူပဲ feature video ကလည်းကိုပြကျင်တဲ့ video ပြထားလို့ရတယ်။အဲ့တော့ကျွန်တော်နမူနာစမ်းထည့်ကြည့်ကြည့်မယ်နော်။အဲ့ဒီမှာ app ကိုနှိမ့်လိုက်မယ်။ပြီးကျွန်တော်တင်ခဲ့တဲ့ video တွေတဲကကျွန်တော်ထည့်ကျင်တဲ့ video ကိုကျွန်တော်တို့ထည့်မယ်ပေါ့နော်။အဲ့တော့ဒီမှာ Windows 11တင်သိမ့်ပြီလားဆိုတဲ့ video ကိုကျွန်တော်နောက်ဆုံးနေခဲ့တဲ့ video ကိုကျွန်တော်ထည့်လိုက်မယ်။ပြီးရင်နောက်ဒီမှာ အဲ့လိုပဲ feature video for returning subscriber ဆိုတဲ့နေရာမှာလည်း ad ကိုနှိမ့်မယ်ကျွန်တော်ထည့်ခြင်းတဲ့ဟာကိုထည့်မယ်ပေါ့အဲဆိုပါစို့အာဒါလေးထည့်မယ်အရန်လန်နဲ့ထူးထူးဆန်းဆန်း website ဒါမျိုးပေါ့အဲ့တော့ဒီနှစ်ခုကတူစရာလည်းမလိုဘူးတူလဲရတယ်မတူလဲရတယ်အဲဒီဒီမှာ trailer တင်ထားပြီးဒီမှာကျွန်တော်တို့ most popular video ထည့်ထားလဲရတယ်ဒါပေမဲ့ကြိုက်တယ်လို့လုပ်လို့ရတယ်အဓိက channel ကို subscribe မလုပ်ရသေးတဲ့လူတွေလာလို့ရှိရင်ဒါအောင်မြင်မယ် channel ကို subscribe လုပ်ပြီးသားလူတွေပြန်လာလို့ရှိရင်ဒါအောင်မြင်မယ်ပေါ့အော်ကိုမြင်စေချင်တာကိုထည့်လို့ရတယ် ဲ့တော့ဒီမှာကျွန်တော်အကြံပေးချင်တာကတော့ဒီမှာနောက်ဆုံးတင်တဲ့ဗီဒီယိုပေါ့နော်နောက်ဆုံးတင်တဲ့ဗီဒီယိုထည့်ထားခြင်းအပြင်နောက်ဆုံးတင်တဲ့ဗီဒီယိုဒီ view ရနိုင်ခြင်းရှိတယ်အဲ့တော့နောက်ဆုံးတင်တဲ့ဗီဒီယိုထည့်ရင်ထည့်ပါဗီဒီယိုတစ်ခုတင်ပြရတယ်လာလာပြောင်းတာမျိုးလုပ်ရင်လုပ်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်အကြံပေးခြင်းနဲ့ဟာအဲ့တော့နောက်အောက်က feature session ဆိုတာကျတော့ဒီအခုမြင်နေရတဲ့ဒီအောက်က session ပေါ့နော်ဆိုတော့အဲ့ဒီ feature session မှာကျွန်တော်တို့ပြောင်းမယ်အဲ့တော့ အဲကျွန်တော်အခုတင်ထားတာဒီ upload ဆိုတာကိုကျွန်တော်ထည့်ထားတယ်။နောက်ပြီးရင် feature channel ဆိုတာဒါကကျွန်တော်ရဲ့တခြား channel တစ်ခုဖြစ်တဲ့ main channel DBS မြန်မာကိုကျွန်တော်အာ subscribe လုပ်လုပ်ဟို DAMC hack ဆိုတဲ့ channel ကနေ DBS မြန်မာဆိုတဲ့ channel ကို subscribe လုပ်ဟိုကျွန်တော်သွားလုပ်လိုက်တာ။လုပ်ပြီးတော့မှဒီမှာထည့်ထားတာ။အဲ့တော့အဲ့ဒီအားဖြင့်ကျွန်တော်ရဲ့ main channel ကိုဒီ channel ကနေလူခေါ်လို့ရတယ်ပေါ့နော်။အဲ့ပုံစံကျွန်တော်လုပ်ထားတာပေါ့။ဆိုတော့ session နေဒီမှာအကုန်ပြောင်းလဲလုပ်လို့ရတယ်အဲ့တော့ session ကိုနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာထည့်ချင်တာလေးတွေထည့်လို့ရတယ်ဥပမာ popular uploads popular uploads ဆိုတာကျွန်တော်တို့ဗီဒီယိုတွေထဲမှာအာလူကြီးအများဆုံးဗီဒီယိုတွေပေါ့နော်အဲ့ဒါတွေကျွန်တော်ထည့်မယ်โอเค popular uploads တက်တခုပေါ်လာတယ်အဲ့ဒါကိုကျွန်တော်ဆွဲရွှေ့လိုက်မယ်ကြိုက်တဲ့နေရာကိုရွှေ့လို့ရတယ်ဥမာထားပါတော့အပေါ်ဆုံးမှာထားမယ်ပေါ့ပြီးရင်ကျွန်တော်နောက် session တခုထပ်ထည့်မယ်ဥမာအာ live တွေဒီမှာ live now အခု live လုပ်နေတဲ့ဟာကိုထည့်ခြင်းထည့်လို့ရတယ် past live strings you know as ကျွန်တော် live stream လုပ်ခဲ့တဲ့ဟာတွေထည့်လို့ရတယ်။ upcoming live stream နောက်လာမယ့် live stream တွေကိုကျွန်တော်တို့ကြိုးပြီး schedule ဆွဲထားတာရှိရယ်ဆိုရင်ထည့်လို့ရတယ်။နောက် playlist တွေထည့်လို့ရတယ် single playlist, creator playlist, multiple playlist အဲ့တော့ဟို single playlist ဆိုလို့ရှိရင်ဒါကျွန်တော်တို့ playlist တခုတည်းကိုထည့်တာ။အဲ့တော့ကျွန်တော်ဒီမှာ playlist တခုလုပ်ထားတယ် site finder အဲ့ site finder ဆိုတဲ့ playlist ကိုဒီမှာပြထားမယ်။အဲ့တော့ site finder ဆိုတဲ့ playlist ကိုဒီမှာတခါတည်းပြထားလို့ရတယ်။ ဒါမှမဟုတ် multiple playlist ဆိုလို့ရှိရင်ကျတော့ playlist တစ်ခုထက်ပိုရွေးတာပေါ့အဲ့တော့ကျွန်တော်တို့မှာရှိတဲ့ဟာမှာ site finder ကျွန်တော်မှာတစ်ခုပဲရှိတာပေါ့တခြားဟာတွေရှိရဆိုလို့ရှိရင် tick 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 လုပ်လိုက်ပြီးတော့လို့ရှိရင် done လုပ်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်အဲကျွန်တော်တို့ playlist ထည့်လို့ရမယ်နာမည်ပေးလို့ရတယ်ကျွန်တော်တို့ session ကျွန်တော်တို့တိုက်တယ်ပေါ့ဥမာကြီးတဲ့ ਨੇ playlist များပါပေါ့အဲဒါမျိုးလေးကျွန်တော်တို့ပေးပြီးတော့ထည့်ထားလို့ရတယ်နောက်ဆိုလို့ရှိရင် create playlist ဆိုတာကျွန်တော်တို့ create လုပ်ထားသမျှ playlist အားလုံးကိုဒီမှာပြထားလို့ရတယ် ။အဲ့ဒါမှဆိုလို့ရှိရင်ကျွန်တော်တို့ create လုပ်ထားတာများ playlist အားလုံးသူက dance ပြီးတော့တစ်ခုနှစ်ခုသုံးခုလေးခုအလိုမျိုးပြမှာပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒါလေးတော့မထည့်တော့ဘူး။ site finder ကိုကျွန်တော်ပြထားမယ်။ Okay အဲပြီးရင်ဒီမှာ short video ကိုကျွန်တော်တို့ shorts တွေ YouTube shorts တွေတင်ထားတာရှိရယ်ဆိုလို့ရှိရင် YouTube shorts တွေကိုကျွန်တော်တို့ဒီမှာလက်ထည့်ထားလို့ရသေးတယ်ပေါ့နော်။အဲ့တော့ဒါကတစ်ခုပေါ့။အဲ့တော့ shorts လောလောဆယ်ကျွန်တော်ရဲ့ channel မှာ shorts မရှိတော့ကျွန်တော် shorts session ကိုဖြုတ်ပစ်လိုက်မယ်။ ပြီးရင်တခြားဘာကြီးထည့်လို့ရအောင်ဟိုမှာကျွန်တော်တို့ subscription တွေ feature channel တော့ feature channel ကကျွန်တော်တို့မထည့်ထားပြီးသားရှိတယ် channels i love ဆိုတဲ့နာမည်နဲ့တခုထည့်ထားတယ် subscription ကျွန်တော် subscribe လုပ်ထားသမျှကျွန်တော်တို့ channel တွေအကုန်လုံးလည်းဒီမှာပြထားလို့အဲရရတယ်ပေါ့နော်အဲဒါတွေကတော့ခုနက feature channel နဲ့ကျွန်တော် subscription တွေကနည်းနည်းစင်တူပါတယ် feature ကတော့ကိုပြခြင်းနဲ့ဟာ subscription channel ကတော့ကို subscribe လုပ်ထားတဲ့ channel တွေပေါ့ နော်ဆိုတော့အဲ့ဒါလေးကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ပြီးရင်ကျွန်တော်တို့ကပြန်စီလို့ရတယ်အဲ့တော့ကျွန်တော်ကတော့ဘယ်လိုစီလဲဆိုလို့ရှိရင် popular ad loss ကိုအပေါ်ဆုံးမှာထားတယ်ပြီးရင်တင်ခဲ့တဲ့ ad loss ad loss နဲ့ဒီ single playlist ဒါမှမဟုတ် playlist တွေစီထားတဲ့ဟာပေါ့နော်အဲ့ဒါကိုကျတော့အောက်မှာထားတယ်အဲ့တော့အဲ့ဒါကိုချက်တလို့ကျွန်တော်လှည့်လိုက်လို့ရတယ်ကျွန်တော်ကတော့အဲဒီလိုမျိုးထားတာကိုပို့သဘောကြရဥမာ popular ပြီးရင် playlist ကြည့်ပြီးတော့မှ ad loss တွေအကုန်ကြည့်ပြီးရင် feature channel ကိုကြည့်ပေါ့ဒါမှမဟုတ် feature channel အပေါ်ဆုံးမှာတင်ခြင်းနဲ့တင်လို့ရတယ်ကျွန်တော်တို့ကို ဘာလုတ်ချင်နေလဲပေါ့ကိုမှတခြား channel ရှိတယ်အဲ့တခြား channel ကိုဒီ channel ကနေလူတွေညွှန်တာမျိုးအခုချိန်မှာလုတ်ချင်နေတာဆိုလို့ရှိရင် feature channel ကိုအပေါ်မှာတင်မှာပေါ့နော်ဆိုတော့ဒါမှမဟုတ် popular uploads ကိုပဲကျွန်တော်ပြချင်တယ် popular uploads ကိုပဲအပေါ်မှာတင်ထားမှာပေါ့ဒါမှမဟုတ် video တွေအားလုံးကြည့်ကြည့်ပြီးတော့မှ popular uploads ကိုထပ်ကြည့်ဆိုရဲပုံစံမျိုးလုတ်ချင်တယ်ဆိုလို့ရှိရင်လည်း uploads video အကုန်လုံးအပေါ်မှာတင်ထားမယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ကိုကိုရဲ့စိတ်ပုံမှာမူတည်တယ်။ Okay ။အဲ့တော့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ publish လုပ်လိုက်။ညာဘက်အပေါ်တောင်းမှာ publish လုပ်ရှိရဲ့ နှိပ်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ channel ကိုနမူနာတွားကြည့်မယ်။ဟင်ကြောင်းသွားပြီတွေ့လား။အဲ့တော့ဒီမှာဒါဒီအဲကျွန်တော်ခုနထည့်ထားတဲ့ Windows 11တင်သိပြီလားဆိုတဲ့ဗီဒီယိုဆက် feature အနေနဲ့ပါလာတယ်။ပြီးရင် popular uploads တွေပေါ်လာတယ်။ပြီးရင်အဲ playlist ပေါ်လာတယ် site finder ပြီးရင် uploads တွေပေါ်လာတယ်။နော်ဒါပြီးရင် channel left ပေါ်လာတယ်။ โอเคအဲ့တော့ဒါကကြတော့ဒါကျွန်တော်တို့ဒီ home subscription အဲ channel home လေးအောက်ကိုပြောင်းတာပေါ့နော်ဆိုတော့အဲ့ထမျိုးလေးကျွန်တော်တို့စမ်းကြည့်စီခြင်းနဲ့လုပ်ကြည့်စီခြင်းနဲ့ကွန်ပျူတာနဲ့လုပ်တာတော့ပိုကောင်းတယ်ဖုန်းနဲ့ဆိုလို့ရှိရင်တော့လုပ်ရနေနေခက်တယ်ဖုန်းနဲ့ဆိုရင် YouTube Studio application တွေပါတယ်မတုံးမဲနဲ့ browser ကနေ youtube.com ဝင်ပြီးသွားရင် desktop site ကိုခေါ်ပြီးတော့မှလုပ်ရင်တော့ရမယ်ပေါ့နော်ဖုန်းနဲ့တော့ကျွန်တော်တိတ်လုပ်လို့မရှိဘူးကွန်ပျူတာနဲ့ပဲကျွန်တော်တို့လုပ်လို့ရှိတာပေါ့နော်အဲ့တော့ဒါလေးချက်ကျွန်တော်ဒီမှာပြပေးတာပါ